တေလုံးလက်တင်မမှုကိုကန့်သက်ပြီးတဲ့နောက်ပိုင်းပုတ်လိကတေအခြေခံစက်မှုလုပ်ငန်းတင်မမှုကရရှိတဲ့နိုင်ငံသားဝင်ဝင်ကနှစ်စဉ်တိုးတက်မှုရှိခဲ့တယ်လို့မြန်မာတက်တော်ထောက်ခံချက်ပြုလို့ရေးကော်မတီကပြောပါရယ်ဥတိုက်စင်ကသတင်းပေးပို့ထားပါရယ်ခင်ဗျာ။ အစိုးရကပြည်ပကိုတက်လုံလိုက်တင်ပို့မှုကို2014ခုနှစ်ဧပြီလတရက်ကစပြီးတရားဝင်ကန့်သတ်လိုက်တာပါဒါပေမဲ့ပုဂ္ဂလိကတက်အခြေခံစက်မှုလုပ်ငန်းတင်ပို့မှုကရရှိခဲ့နိုင်ငံသားဝင်ကတက်အလုံးလိုက်တင်ပို့မှုကိုကန့်သတ်ပြီးတဲ့နောက်ရောကြမှုမရှိဘူးလို့မြန်မာနိုင်ငံတက်တော်ထောက်ခံချက်ပြုရေးကော်မတီအတွင်းရမှုက DPP ကိုပြောပါတယ်တက်အလုံးလိုက်တင်ပို့နေတဲ့အချိန်မှာဥရော private center ရဲ့တင်ပို့မှုဟာတန်း40လောက်ရှိပါတယ်တကယ်တမ်းဆိုရင်တန်း40အများဆုံးတန်း60ပေါ့ဒီနေ့အဖြစ်ပြောရမယ်ဆိုရင်တော့ဒီ တတကုံတို့ကအဲ့တုန်းကတင်ပို့မှုရဲ့ဆယ်ဘုံတပုံပဲရှိတာပေါ့အဲ့တော့မို့လို့ကတဲ့အလုံးလိုက်တင်ပို့မှာဒီနှစ်ကတန်း6ရောက်ကရခဲ့တာကိုအဲ့တော့ဆယ်ဘုံတပုံပေါ့နော်တန်း60အောက်မှာဥလို့ရှိပါတယ်အဲ့ဒီပထမဆုံးပြိပီရဲ့နှစ်မှာဥလို့ဟိုတရာလောက်ထိတက်လာတယ်နောက်တဲ့နှစ်မှာတော့ဥဟိုဒီ2015 2014 2014 2015ပထမနှစ်ပေါ့အဲ့ဒီမှာတော့ဥလို့တရာလောက်ဖြစ်လာတယ်ပေါ့နော် ခု2015 16မှာတော့ခုဦးတို့ဒီမြန်မာနိုင်ငံတွေ့လို့ငါရှင်များဖော်ချုပ်ကြတော့သူတို့မထုတ်ပြန်နေဘူးပေါ့။အခုနေလို့ကြားတိရတဲ့တည်ရင်အရာဆိုရင်တော့အဲဦးတို့တန်140လောက်ရှိမယ်လို့ဦးခံမှန်းကြပါတယ်။လက်ရှိမှာဆိုရင်လည်းပြည်ပဈေးကွက်အနေနဲ့ EU ဈေးကွက်အပြင်ဈေးကွက်တွေအနေနဲ့အိန္ဒိယဈေးကွက်ကိုလည်းအင်ကင်ဂျင်တပါးလာတဲ့တင်ပို့မှုရှိနေပါတယ် ကျုံရဲ့အဓိက market ကတော့ဥရောပဥရောပတမကပေါ့နော် EU နိုင်ငံတွေပေါ့အဲ့ဒီနိုင်ငံကိုသွားတဲ့ဈေးကွက်ကတော့ပုံမှန်ပဲရှိပါတယ်ဟိုတခုပဲရှိတယ် EU ဟာသူရဲ့ Euro Dollar ဈေးနည်းနည်းကျတဲ့အတွက်သူရဲ့ကုန်စည်ဈေးနည်းနည်းလေးဟိုဈေးကြီးသွားပေါ့ကျွန်တော်ဥရောပစ္စည်းတွေကလေအဲ့ဒီတော့သူအဝယ်လေးနည်းနည်းလေးဆိုင်နေတော်တော်လေးအခုသူတို့ပြောင်းဝယ်တယ်နောက်တစ်ခုကဒီ အိန္ဒိယ market အိန္ဒိယ market ကသူကအင်ဂျင်ကြီးသူတို့ကတစ်ပေါင်းပါလေအများကြီးပဲလေအရင်တော့ကသူကအင်ဂျင်ကြီးအလုံးလိုက်ဝယ်ကြတာပေါ့ခုနောက်ပိုင်းအင်ဂျင်ကြီးအလုံးလိုက်ဝယ်လို့မရတဲ့ခါကျတော့သူကမြန်မာပြည်မှာလာပြီးတော့ဒီမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရသူကဆက်ယူနေတည်ပြီးတော့တစ်ပေါင်းလာမြောက်ကိုထုတ်လို့တဲ့ကံမှာခုအိန္ဒိယပြည်ကိုသွားတဲ့တစ်ပေါင်းလာနဲ့ဥရောဒီဥရောပနိုင်ငံတွေကိုသွားတဲ့ကျိုးနဲ့ပတ်သက်တဲ့ပစ္စည်းက90လောက်ခန့်ငွေကန်စီလောက်လို့ ဟိုခံမှန်းလို့ရတယ်ပေါ့နော်ဆိုရကတစ်အလုံးလိုက်တင်ပို့မှုကိုမကန့်သတ်မီစောပိုင်းကာလတွေမှာတစ်နှစ်ကိုကျွန်းသိကတန်ချိန်သုံးသိန်းနဲ့တက်မာတန်တင်နှစ်တန်းနီးပါနှစ်စဉ်ထုတ်လုပ်မှုရှိခဲ့တာပါဒါပေမဲ့တက်လုံးလိုက်တင်ပို့မှုကိုကန့်သက်ပြီးတဲ့နောက်ပိုင်းကျွန်းတက်တန်ချင်း6000နဲ့တက်မာတန်ချင်းတက်တမနှစ်တန်းသာထုတ်လုပ်မယ်လို့ဆိုရကတရားဝင်ကြေညာထားပေမဲ့တရားမဝင်တက်လုံးလိုက်မှောင်ကိုမှုတွေကတော့ဆက်လက်ရှိနေဆဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုက်စင်တင်ပို့ထားတာပါ